စီပွားရေးလုပ်ငန်းတစ်ခုတိုးတက်အောင်မြင်ပြီးရေရှည်တည်တံ့မှုလုပ်ရမယ်အစဉ်30အားလုံးမိလာပါစီစီအနေနဲ့ကြည့်ဆိုလိုက်ပါရစေကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီပွားရေးနဲ့မားကတ်တင်းပိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်စီပွားရေးလုပ်ငန်းတစ်ခုတိုးတက်အောင်မြင်မှုအတွက်လှုပ်ဆောင်ရမယ်စဉ်းစားရမယ်အချက်တွေကတော့အများကြီးအများကြီးပေါ့ဗျအဲ့ဒီအများကြီးအများကြီးတဲ့မှာအရေးတကယ်ကြီးပြီးတော့တကယ်လို့ကိုလုပ်ရမယ် အနားလေလွယ်တဲ့အချက်၃ချက်ကိုဒီကနေ့ဒီကပြောပြပေးချင်ဖြစ်နံပါတ်၁တစ်ချက်ကပါလဲဆိုတော့ဝယ်သူတွေကိုဂရိပေးပါကျွန်တော်တို့ရဲ့ဝယ်သူတွေကကျွန်တော်တို့ရဲ့ကုန်ပစ္စည်းမှာကျွန်တော်တို့ရဲ့ဝန်ဆောင်မှုမှာဘာတွေအားသာလဲဘာတွေကောင်းလဲဆိုတော့သိချင်တာကျွန်တော်တို့ရဲ့ကုန်ပစ္စည်းကိုတုံးလိုက်ရင်ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကိုတုံးလိုက်ရင်ဘာရလာမလဲဆိုတော့ရလက် reset ကိုပဲဝယ်သူတွေကစိတ်ဝင်စားတယ် benefit လို့ခေါ်ရင်အကျိုးပေးစုတွေအဲ့လောက်ကြီးစိတ်ဝင်စားအောင်အဲ့တော့ကျွန်တော်တို့တွေကခရီးတွေပေးရတယ်ဥပမာ3ရာကောင်းချော်ကြီးပေါက်ကြောက်တယ်ဒီကောင်းချော်ရောတော့ရင်ပေါက်ကြောက်တယ် ဒီတန်းကိုတက်ရင်ဘာဖြစ်လဲဒီဆေးကိုတောက်ရင်ဘာပြောင်းအဲ့လိုကျွန်တော်တို့ reset ကိုအခြေပြုပြီးတော့ဒီပြီးပြရတယ်ဥပမာကျွန်တော် AES တန်းကိုတက်ရင်အင်္ဂလိပ်လိုပြောတတ်မယ် CEC ရဲ့ marketing တန်းကိုတက်ရင် marketing ကိုလုံးတက်သွားမယ် CEC ရဲ့ boosting တန်းကိုတက်ရင် boost ကိုကိုယ်တိုင်ကိုကြာလုံးတက်သွားမယ်အဲ့တော့ clear ကိုသုံးလိုက်ရင်ဘောက်ပြောင်းမယ်လမ်းစောင်းကိုတောက်ရင်ခေါင်းကိုက်တာပြောင်းမယ် essentially ဖြစ်သွားကျွန်တော်တို့အဲ့လိုမျိုး reset တစ်ခုကိုအခြေပြုတဲ့ကတိတွေစပြီးတော့ပြရပါမယ် ဟုတ်ပြီအဲ့ဒီဂရီပေးတဲ့အဆင့်ပြီးသွားရင်နံပါတ်1အဆင့်ကကျွန်တော်တို့ပေးထားတဲ့ဂရီကိုဝယ်သူတွေသိအောင်လုပ်ရပါမယ်။ဟုတ်ပြီဒီတန်းတက်ရင်တော့အင်္ဂလိပ်လိုပြောတတ်မယ်။ဒီကောင်းချော်ရို့တော့ရင်တော့ဘောက်ပြောင်မယ်။ဒီလိုတော့ကျွန်တော်တို့ကဂရီပေးလိုက်ပြီ။ဒါပေမဲ့ကျွန်တော်တို့ပေးထားတဲ့ဂရီကကျွန်တော်တို့ event တိလို့မရအောင်ဝယ်သူတွေသိအောင်ဒါကိုကျွန်တော်တို့လုပ်ပါတယ်။အဲ့ဒါကတော့ marketing ရဲ့အပိုင်းပေါ့ဗျာ။ကျွန်တော်ခဏခဏပြောလို့ရှိရဲ့တိကြိုက်မျိုးဝယ်ညွှန်းအဲ့ဒီအဆင့်၅ဆင့်နဲ့တွားတာပထမဆုံးအဆင့်ဖြစ်တဲ့တိအောင်လုပ်ပါတယ်။ ဒါကိုသုံးရင်ပေါက်ပြောင်းမယ်ဒါကိုသုံးရင်အဖျားပြောင်းမယ်ဒီတင်တဲ့အောင်တင်ရင်ဒီလိုတက်မယ်ဆိုတော့ဂတိတွေကိုဝယ်သူတွေသိအောင်လုပ်ပေးရတယ်အဲ့တော့ကျွန်တော်တို့ပေးတဲ့ဂတိနဲ့ဝယ်သူတွေလိုချင်တဲ့အရာနဲ့ကိုက်နေတဲ့အခါဝယ်သူတွေကစာပြီးဝယ်ဖို့စဉ်းစားတယ်ချက်ချင်းတော့မဝယ်သေးဘူးဗျာအဲ့ဒီအဆင့်နဲ့ဖြတ်ရတာရောရှိသေးတယ်ကျွန်တော်တို့ကဒီဆေးတောက်လိုက်ရင်ခေါင်းပိုက်ပြောင်းမယ်လို့ဂတိပေးထားတယ်ဝယ်တဲ့သူကခေါင်းပိုက်တယ်ဆိုရင်အဲ့ဒီဆေးကိုတောက်ဖို့စဉ်းစားတယ်အဲ့လိုမျိုးနဲ့စပြီးတော့တောက်ဖြစ်သွားတယ်ပေါ့ဒါကဒုတိယအဆင့်တတိယအဆင့်ကရေရှည်တည်တတ်မှဖြစ်သွားတယ် ခုနနှစ်ဆင်းကတော့ ပေါင်မြောက်အောင်မြင်ဖို့ရင်းချေတည်တတ်မှုကြောင့်ကျွန်တော်တို့ပေးထားတဲ့ဂရီကိုတီးရတယ်။ဟုတ်ပြီဒီဆေးကိုတောက်ရင်ခေါင်းပိုက်ပြောင်းမယ်လို့ကျွန်တော်တို့ဂရီပေးထားတယ်။ဝယ်သူကလည်းခေါင်းပိုက်နေတယ်။ခေါင်းပိုက်နေတော့ဒီဆေးဝယ်ပြီးတော့တောက်လိုက်တယ်။တောက်လိုက်တဲ့အချိန်မှာပျောက်သွားတယ်။ Okay တစ်ခါတောက်လဲပျောက်တယ်၊နှစ်ခါတောက်လဲပျောက်တယ်၊သုံးခါတောက်လဲပျောက်တယ်။ဘယ်ခါပဲတောက်တော့ဒီဆေးကိုတောက်လိုက်တဲ့ခေါင်းပိုက်ပျောက်တယ်ဆိုရင် ူခေါင်းတိုက်နေတပြည့်ဒီစိလို့ပဲခွဲတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ပေးထားတဲ့ဂရီကိုတီးတာ哦ကျွန်တော်လိုရမယ့်အစဉ်ကရိုးရိုးလေးပဲနံပါတ်1ဝယ်သူတွေကိုဂရီပေးပါနံပါတ်2အဲ့ဒီဂရီကိုဝယ်သူတွေတီးအောင်လုပ်ပါနံပါတ်3အဲ့ဒီဂရီကိုတီးအောင်လုပ်ပါဒါဆိုရင်မိတ်ဆွေတွေရဲ့လုပ်ငန်းကတိုးတက်အောင်မြင်ပြီးတော့ရရှိတည်တတ်ကြမှာဖြစ်ပါတယ်မိတ်ဆွေတွေရဲ့လုပ်ငန်းမှာဝယ်သူတွေကိုဘယ်လိုဂရီပေးနေလဲပေးထားတဲ့ဂရီရှိပြီဆိုရင် comment မှာဝင်ပြီးတော့ရေးကြကြပါဦးတကယ်လို့ဂရီမရှိသေးဘူးဆိုရင်လည်းစဉ်းစားကြည့်ပါ ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့ဒီလိုပြန်လာခဲ့ပါမယ်ဗျာ